ဒီနေ့ညမှာရှင်ပြန်ကစားမယ်ချန်ပီယံလိလိဖက်ပွဲစဉ်လေးစလာဗီယာပရာဟာနဲ့အာဆင်နယ်အလုံးတစ်ခုကြူပြီးပြောထားခြင်းတာက ဒီဗီဒီယိုကျွန်တော်နှစ်ရက်နေနေကြိုပြီးရိုက်ထားပါလေ။ဘာကြောင့်လဲဆိုတော့ကျွန်တော်345ဆိုတဲ့အဲ့3ရက်မှာခီးသွားကြရှိရဖြစ်တဲ့အတွက်ကျွန်တော်တင်းကိုတော့ဒီဗီဒီယိုရိုက်ပြည့်ချိန်မှာကျွန်တော်ပို့ပေးထားလိုက်တယ်။သူတို့ကဒီ၄ရက်နေလောက်ကြာရင်တင်ပေးမယ်လို့ပြောတယ်။အဲ့အတွက်ဒီဗီဒီယိုတက်လာတဲ့အချိန်မှာတော့ကျွန်တော်စောစောလေးရိုက်သွားတာဖြစ်တဲ့အတွက်တချို့ data အချက်လက်တွေမပါတဲ့ခါကျရင်နားလည်ပေးဖို့အားလုံးကိုလည်းတောင်းဆိုပါတယ်။ကဲကျွန်တော်ချန်ပီယံလိလီဖက်ပွဲစဉ်တော့မှလေးကိုရောက်လာခဲ့ပြီကျွန်တော်ရှေ့က၃ပွဲမှာလေရာနှုန်းပြနိုင်ထားခဲ့တယ်ရှစ်ပွဲပဲကန်ရမှာ ဲ့ဒီရှစ်ပွဲမှာအမှန်အများဆုံးရတဲ့အသင်းတွေက128ထဲကနေပြီးတော့နောက်တစ်ဆင့်ဝီယာမီ level နဲ့တက်ဒီမှာတချို့တွေကပြောတာပေါ့လေ128ထဲကတက်တဲ့အသင်းရောချန်ပီယံဖြစ်မှာလား playoff ကတက်လာတဲ့အသင်းတွေအထင်သေးလို့မရဘူးပြောတယ်ဆိုပြီးမဲ့တေးရာတစ်ခုကတော့အခွင့်အရေးအများဆုံးနဲ့အရှိရရှုံထွက်အဆင့်နေကြရင်လေဝီယန်ပီလိုဆက်ဆံခံရမယ်အခွင့်အရေးကောင်းနေရမယ်128ထဲကတက်တာကိုကျွန်တော်ကမျှော်လင့်တယ်ဘာကြောင့်လဲဆိုတော့128ထဲကနေပြီးတော့ရှုံထွက်အဆင့်ကိုတက်သွားတဲ့အသင်းတွေဒီပထမအကြော့ဝေးကွင်းမှာကန်ဒုတိယအကြော့လိုချင်တဲ့ကို လူကျင်တဲ့ရာလက်ကိုကိုယ့်ဝင်မှာအခန့်ကစားရမယ်အဲ့ဒါတော်တော်လေးကောင်းသွားတာမနေ့ကကျွန်တော်တို့အဲ့လိုအခွင့်အမျိုးမရခဲ့ဘူး one to eight ထက်တက်တာတော့မှဒီနှစ်ချက်မှာအဲ့စီမင်းပြထားတယ်ဒါကြောင့်မို့ one to eight ထက်ကိုဘာကြောင့်အသင်းတွေအတင်းတိုးဝင်နေလဲဆိုတော့အဲ့လိုမျိုးအခွင့်အရေးတွေရှိတယ်ပထမကျော့ပြိုင်ဘက်ကကွင်းမှာသွေးတိုးစမ်းကြည့်ကစားမတချို့နဲ့စမ်းပြီးစောကြည့်ဒုတိယပိုင်းကိုယ်အိမ်ကွင်းရောက်ပြီဆိုတဲ့အခါကျလို့ရှိရင်တော့ပထမအကျော့ဟာဒီကိုသင်ကန်းသာယူပြီးတော့လူကျင်တဲ့ရာလက်ပုံဖော်ဖို့အတွက်အကောင်းဆုံးအခွင့်အရေးပဲကိုယ်မြေကိုယ်ရေရောက်သွားတဲ့အခိုက်အတန့်ပေါ့လေဒုတိယအကျော့ ကဲကျွန်တော်စပြီးပြောလိုက်ရအောင်အာဆင်နယ်သင်းကအရှိရ၃ဘက်ဖြစ်တဲ့ Athletic Bilbao Atletico Madrid Olympia Cos အဲ့၃တင်းကိုယာနုပြည့်အနိုင်ထားနိုင်ခဲ့တယ်ကိုမက်ရခဲ့တယ်အခုက၄ဘွဲ့မြောက်ဆလာဗီးယားပရာဟာကို Chess မြေမှာကျွန်တော်သွားကြင်ရင်နိုင်ခဲ့ရင်ဒါက၁၂မှတ်တန်ဂိမ်းပဲမင်းကကျွန်တော်16မှတ်နဲ့တူရဟုတ်တယ်16မှတ်နဲ့နောက်တစ်ဆင့်တက်ခဲ့တာဗောလေအဲ့တော့ဒီယာဒီမှာကျွန်တော်အနေနဲ့ ဲ့ထက်အမှတ်ပို့ပြီးစုဆောင်းနိုင်မလားကြည့်ရမယ်၁၈မှတ်၁၉မှတ်ဆိုတော့ဘူးရန်ပီ level နဲ့နောက်တစ်ဆင့်တက်ပါတယ်ဒါပေမဲ့တခုရှိတာကအဲ့128ထဲမှာကိုမှနောက်ဆင့်တက်တဲ့အသင်းချင်းချင်းရှုံးထွက်အဆင့်မှာထပ်ပြီးတွေ့လို့ရှိရင်အဆင့်ရက်တပူပို့ပြီးကောင်းတဲ့အသင်းကပို့ပြီးအကျိုးခံစားခွင့်ရမယ်အဆင့်၁ကအသင်းနဲ့အဆင့်၄ရအသင်းရင်ဆိုင်တွေ့တဲ့အခါကျရင်၁ကအသင်းကဒုတိယချုပ်ကိုသူ့ရင်ခွင့်မှာအခက်ကစားမယ်အဲ့လိုမျိုးအခွင့်အရေးမျိုးရှုံးထွက်အဆင့်မှာရမှာဒါကတော့ရှုံးထွက်အဆင့်အသင်းနဲ့ပတ်သက်ပြီးတော့မလုံးပေးထားတဲ့အချက်ပေါ့လေဒီနေ့မှာစလာဗီးယားပရာဟာနေနဲ့ သူတို့ရဲ့ဒီ chess list မှာဆိုလို့ရှိရင်လည်းအဆင့်1မှာရှိတယ်ရမတ်2နဲ့ဦးဆောင်နေတယ်သူတို့ကလည်းသူတို့လိမှာဆိုရင်တော့ခေသူတော့မဟုတ်ဘူးတကယ့်ကိုမှအချိန်ဝါကြီးမတဲ့အသိနဲ့မှပါတယ်ဒါပေမဲ့ချန်ပီယံလိလိုမျိုးတကယ့်ကိုဥရောပအသိနဲ့တွေ့တဲ့ခါကျရင်သူတို့ဒီရှုံးနှိမ့်မှုတွေရင်ဆိုင်နေရတယ်အထူးသဖြင့်သူတို့၃ပွဲကံပြီးသွားတဲ့အချိန်မှာတေး၂ပွဲကြာထားတယ်အတလနာကိုဇီးစီဘိုဒိုကလိယုံနဲ့တွေ့တယ်သူတို့တူတူအင်တာမီလန်ကိုဂိုးပြတ်ရှုံးထားတယ် အင်တာမီလောင်း3ဂိုးနဲ့ဘိုဒိုကလင်ကိုတူတူကျထားပြီးတော့အတလန်နာနဲ့ဇီးဇီးကျထားတယ်။ဒီပွဲစဉ်တွေမှာလည်းသူတို့ရဲ့ performance တွေအရင်အထင်သေးလို့တော့မရအောင်အသင်းငယ်မှန်တာဖြစ်ပေမဲ့တချို့အသင်းတွေကျတော့နာမည်ကြီးကစားမမရှိဘူး။တင်းဝော့နဲ့ဖြုတ်တာအဲ့လိုအသင်းမျိုးတွေရှိတယ်။တင်းဝော့အရန်ကောင်းတဲ့ခါကျရင်ဘယ်ကစားမှတော့နာမည်ကျော်ကစားမဘသူ့ကိုတော့အဓိက target မယ်ဆိုတာမျိုးမရှိတော့ဘဲနဲ့တသင်းလုံးဟန်ချက်ညီတဲ့အသင်းမျိုးတွေကျွန်တော်မြင်ဘူးတယ်။အဲ့ဒီအသင်းတွေမှာလည်းဘိုဒိုကလင်အဲဒီလိုအသင်းမျိုးတွေလည်းပါတယ်။ Slavia ပရာဟာလိုအသင်းမျိုးတွေပေါ့လေအာဆီနယ်သွားပြီးတော့ short တက်လို့မရဘူးသူတို့ကတော့၃ပွဲမှာ၂ပွဲတည်ရေ၃ပွဲရှုံး၂ဂိုးသွင်းထားတယ်အဲ့၂ဂိုးကလည်း၃ပွဲထဲမှာသွင်းထားတာဘိုဒိုကလင်းနဲ့ပွဲမှာသွင်းထားတာဖြစ်ပြီးတော့၅ဂိုးထိပေးထားတယ်ပေးထားတဲ့၅ဂိုးမှာဆိုရင်ဒီဘိုဒိုကလင်းနဲ့ပွဲမှာ၂ဂိုးပေးထားတယ်အင်တာမီလောင်၃ဂိုးပေးထားတယ်ဒါပေမဲ့အတလန်တာနဲ့ဇီဇီကြတဲ့ပွဲမှာတော့ကလင်းရှိရတယ်အဲ့ဒါတော့အီတလီမြေမှာသူတို့ဇီဇီကြတာနော်အဲ့တော့ဒီအသင်းကြောင်းကိုပြောမယ်ဆိုရင်သူတို့ကအာဆီနယ်နဲ့ကန်ပြီးသွားရင်ဘီဘောင်နဲ့ ိမ်ကွင်းမှာအခန့်စားမယ်အဝေးကွင်းမှာစပါနဲ့ကန်ရမယ်အိမ်ကွင်းမှာဘာစီလိုနာကိုအခန့်စားရမယ်အဝေးကွင်းမှာပါဖို့ကိုသွားဆော့ရမယ်အဲ့တော့သူတို့အမှတ်ရနိုင်ကြီးရှိတဲ့အသင်းကပါဖို့တသိန်းလောက်ပဲရှိမယ်ဘီဘာအိုတို့စပါတို့ဘာစီလိုနာတို့ဆိုတာကသူတို့ထက်မြင့်တဲ့အသင်းတွေပြောလို့ရတယ်အဲ့တော့ဒီပွဲစဉ်မှာသူတို့အတွက်ဆိုဂိမ်းကတိတာသွားပြီဒီပွဲစဉ်အနိုင်ရှုံးကသူတို့ဆိုအရေးပါသွားပြီကျန်တဲ့လေးပွဲခဏထောင်းဒီပွဲစဉ်မှာသာသူတို့ရှုံးနေရပြီဆိုနောက်လေးပွဲမှာသူတို့မဖြစ်မနေနိုင်ဘဲပုံဖော်မှောက်ဖြစ်တော့မှာဘာကြောင့်လဲဆိုတော့ playoff ဆော့ဖို့အတွက် ဆင့်ကိုကနေ24တွင်ပါဖို့ဆိုလို့ရှိရင်တော့ရမကရှာမောက်ဖြစ်မှာအခုလိုမျိုးသွားနေပြီးနှစ်မက်၄မက်၅မက်လောက်နေတော့ဟိုပွဲစဉ်ရှစ်ပွဲကံပြီးသွားတဲ့အချိန်မှာ24တွင်ဝင်မှုသူတို့မကျိန်းသေးဘူးသူတို့ကတော့ play off နေတက်မယ်အသင်းထဲမှာပါတယ် play off ကံကံမှာအဲ့တော့သူတို့အနေနဲ့လက်ကျန်ပွဲတွေကနေအမှတ်ယူဖို့ဆိုရင်တော့ ဒါတွေကိုလှုပ်ဖို့လိုအပ်တယ်ဒီနေရာမှာအာဆင်နယ်တွေ့ရမယ့်နောက်ထပ်၄သင်းရကြတော့အာဆင်နယ်ကဘိုင်ယန်မြူးနစ်ကိုအိမ်ကွင်းမှာအခန့်စားမယ်ကလပ်ဘရုဂွေးကိုအဝေးကွင်းမှာသွားပြီးဆော့ရမယ်အင်တာမီလန်ကိုအဝေးကွင်းမှာသွားပြီးဆော့ရပြီးတော့ကိုယ့်အိမ်ကွင်းမှာအမာတီကိုနောက်ဆုံးအခန့်ကစားမယ်အာဆင်နယ်အသင်းအတွက်ဆိုရင်တော့လက်ရှိအချိန်မှာဒီပွဲကိုအနိုင်ရလိုက်လို့ရှိရင်၁၂မှတ်ရမယ်နောက်၄ဘွဲမှာဆိုသူတို့၃ဘွဲပဲနိုင်အောင်128ထဲမှာအဆင့်တိုင်းတာတစ်ခုထိကောင်းကောင်းသူတို့ရက်တည်နိုင်မယ် အာဆင်နယ်ကတော့အခုသွားတဲ့ပုံစံကတပွဲချင်းစီကိုတိကျကျသူတို့နိုင်အောင်ကန်တာဖြစ်တဲ့အတွက်နိုင်ပွဲကသူတို့ပုံဖော်ဖို့တော့တော့အရန်ကြီးတော့မခတ်ဘူးတကယ်လည်းတော်တော်လေးစမက်ကြတယ်ဒီနေရာမှာကျွန်တော်ဆောင်းတော့ဆလာဗီးယားပရာဟာနဲ့ပတ်သက်ပြီးတော့သူတို့ချန်ပီယံလိသုံးပွဲဘလို့ကန်သွားလဲကျွန်တော်တစ်ချက်ရှင်းပြခြင်းနဲ့ဆရာသမားတွေကတည်ကြခဲ့ရှုံးခဲ့တာတွေရှိပေမဲ့တိကျကြည့်မယ်ဆိုရင်သူတင်ကိုတင်ရှင်ကန်ခဲ့ရနော်ပိုဇီရှင်တွေအများမညံ့ဘူးသူတို့အနေနဲ့ဒီအတလန်နာနဲ့ဇီးဇီးကြခဲ့တဲ့ပွဲစဉ်မှာဆိုရင်အတလန်နာက96ရာခိုင်နှုန်းသူတို့က44ရာခိုင်နှုန်းဘောလုံးပိုင်ဆိုင်မှု ူတို့ကတော့မှဂိုးပေါက်ကန်သူမှု16ကျင်းရှိတယ်။အဲ့မှာဂိုးပေါက်တက်မှု၄ကျင်း၊အတလန်နာက22ကျင်းကန်တယ်၊ဂိုးပေါက်တက်မှု9ကျင်း။ကျွန်တော်ဒါတွေပြောတာအလကားပြောတာမဟုတ်ဘူး။သူတို့ကဘလို့အသေးမျိုးတွေကိုဘလို့ရှင်ပြီးဖြုတ်ခဲ့လဲဆိုတာကိုကျွန်တော်ပြောပြတာ။နောက်တစ်ပွဲအင်တာမီလန်သူတို့3ဂိုးပြတ်ရှုံးတယ် ဒါပေမဲ့ဘောလုံးပိုင်ဆိုင်မှုဆရာသမားတော့43ရာခိုင်နှုန်းရှိတယ်အင်တာမီလန်က59ရာခိုင်နှုန်းအင်တာမီလန်က22ကြိမ်ကန်နဲ့6ကြိမ်နဲ့9ပေါက်တည်တယ်သူတို့က3ကြိမ်ကန်နဲ့2ကြိမ်9ပေါက်တည်ဒါအောင်ကြီးချင်းအဖြစ်သူတို့ဒီမစ်ဘလော့လိုဘလော့အရန်စောတဲ့အသင်းမဟုတ်ဘူးသူတင်ကိုတင်ရှင်တိုက်တယ်တချို့အချိန်မှာပိုဇီရှင်တိတ်မကွာဘူးဆိုတဲ့အနေထားမျိုးတွေတွေ့ရတယ်နောက်တစ်ပွဲအဲ့ဒါကသူတို့ကဘိုဒိုကလင်းနဲ့တွေ့တဲ့ပွဲစဉ်တူးတူးတည်ကြခဲ့တဲ့ပွဲစဉ်အဲ့ဒီမှာသူတို့ကဘောလုံးပိုင်ဆိုင်မှု49ရာခိုင်နှုန်းဘိုဒိုကလင်းက53ရာခိုင်နှုန်း9ပေါက်ကန်သွင်းမှု စလာဗီးယားက17ချိန်မှာ၄ချိန်ကိုပေါက်တဲ့ဘလို့ကလင်းကတော့10ချိန်မှာ9ချိန်ကိုပေါက်တဲ့တူတင်ကိုတင်ရှင်ကန်သွားတာအဲ့တော့သူတို့ဒီအသင်းငယ်လေးဖြစ်ကောင်းဖြစ်လိမ့်မယ်သို့တော့အသင်းကြီးနဲ့တွေ့တဲ့ခါကျရင်တူတင်ကိုတင်ရှင်စောဖို့တော့ဝန်မလေးဘူးအထူးသဖြင့်ကျွန်တော်တို့စလာဗီးယားပရာဟာရဲ့အိမ်ကွင်းမှာသွားပြီးကန်ရမှာအဲ့သူတို့ကကိုတွေကိုဖြုတ်မှာပဲအဲ့ဒီချက်တော့ကျွန်တော်တို့သတိထားဖို့တော့လိုအပ်ပါမယ်အဲ့တော့ဒီနေရာမှာ ကျွန်တော်အင်တာမီလန်အသင်းပွဲစဉ်ကိုကျွန်တော်တစ်ချက်ကြောက်ကြည့်လိုက်တယ်။ကျန်တဲ့ပွဲဆိုကျွန်တော်တေချာတော့မကြည့်ဖြစ်ဘူး။ဒါပေမဲ့အင်တာမီလန်အသင်းနဲ့ပွဲစဉ်မှာသူတို့ဘလူတွေဂိုးပေးရလဲကျွန်တော်ကြည့်လိုက်တဲ့အခါမှာသူတို့ရဲ့ဗီဒက်ခန်စစ်တီဆောင်းမှုကအမှားများတယ်။အမှတစ်ချက်ညှိသွားပြီးသူတို့ဂိုးပေးလိုက်ရတယ်။နောက်တစ်ချက်ကတော့ကစားမတူးချင်းစီရှင်ပြီးတဲ့ power buy နေမှာသူတို့မလိုက်နိုင်ဘူး။အဲ့ဒါလည်းလီအစင်နံကွာခြားမှုလည်းပါနေဆုံးကစားမ quality လည်းပါနိုင်တယ်။အထူးသဖြင့် Arsenal လိုမျိုးတူးချင်း scary လိုမျိုးပြေးထွက်တဲ့ကစားမိုင်းတွေဆိုသူတို့ပြက်ကြံခဲ့ဖို့များတယ်။အဲ1 by 1 individual ရဲ့ ပိုင်းနေမှာဆိုသူတို့မရှင်းနိုင်ဘူး player quality ကွာတာတွေ့ရတယ်။တင်းဝော့ဘိုင်းမှာတော့သူတို့အဆင်ပြေကောင်းပြေးလိမ့်မယ်ဆိုပေမဲ့တအူးချင်းထိုးဖောက်မှုတွေလုပ်တယ်တယောက်တည်းဆွဲပြီးတဲ့ဘိုင်းတွေတစ်ခါလေအာဆင်နယ်ကခေါင်းနာတက်သွားတဲ့ဘိုင်းတွေမှာတော့သူတို့ရှင်ပြေးလို့အဆင်မပြေတော့အဲ့လိုမျိုးပွဲတွေတွေ့ရခါကျတော့မာတီနယ်လီကိုသတိရတယ်။မာတီနယ်လီအဲ့ဘိုင်းတွေမှာရှင်ပြီးတော့ဖြုတ်နိုင်စွမ်းတော်တော်မြင်မာတယ်။တကယ်လဲတွားကောင်းတယ် ဒါပေမဲ့ Martinelli အဲ့ poison တော့ဒဏ်ရောက်ပါနိုင်မှာပါနိုင်တော့ဒီဗီဒီယိုရိုက်နေချင်းတိတော့ကျွန်တော်မသိသေးဘူးပေါ့လေအဲ့ကျွန်တော်ညီကိုတွေရောဘယ်လိုထင်လဲကျွန်တော်တွက်ကတော့ chess မြေမှာသွားပြီးကမ်းမမှန်မဲ့ Arsenal တို့အနိုင်သုံးမဲ့ယူပြီးပြန်လာနိုင်မှာဖြစ်တယ်။လေးပွဲကံ7မဲ့ရမဲ့ poison လို့တော့ကျွန်တော်ကသုံးသပ်မိတယ်။ဒီ poison နဲ့ပတ်သက်ပြီးတော့ twin goal ခံမရမယ်ဆိုရင်တော့ Arsenal တို့ C3 ဆိုတဲ့ရလက်နဲ့အနိုင်ငံရေးမယ်လို့ကျွန်တော်ထင်တယ်။အခုချိန်ထိလည်းအာဆင်နယ်ရဲ့ခံစီကိုကျွန်တော်ယုံကြည်ထားသေးပါ။ကလင်းရှိရမယ်နောက်တစ်ပွဲလို့ထင်ပါတယ်။ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ပြောရမယ့်ကစားခြင်းဆိုတော့ဘာပဲဖြစ်တော့ညောက်ကို46 6လုံး33တယ်နေဘက်ညောက်ကို9 9 3ခေါင်းနေရာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲဆော့ဆော့ပါ။ဘောလုံးပွဲနဲ့ပတ်သက်ပြီးစိတ်ချခြင်းနဲ့ကိုထစီမှာမြင်းပြန့်ခြင်းနဲ့အကောင့်ဖွင့်ခြင်းဆိုတော့အားလုံးကိုနှွေးထွေးထွေးကြိုဆိုပါရစေခင်ဗျာ။မဆော့တဲ့ညီကိုတွေကတော့ YouTube မှာကျွန်တော်အားပြီးလို့ရပါတယ်။